ရန်ကုန်တိုင်းဒေသကြီးအတွင်းမြို့နယ်45မြို့နယ်အတွင်းနေထိုင်တဲ့နိုင်ငံသား6596ဦးရဲ့လစာငွေမှာအခွန်ရရှိမှုဟာ2015-2016ဘဏ္ဍာနှစ်အတွင်းကျပ်61.298ဘီလီယံရှိခဲ့တယ်လို့ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဦးစော်အေးမောင်ကပြောကြားလိုက်ပါတယ်ဒုတိယအကြိမ်ရန်ကုန်တိုင်းဒေသကြီးလွတ်တော်တတိယပုံမှန်အစည်းအဝေးပြင်ဆင်မှနေအောက်တိုဘာလ6ရက်ကစမ်းကြောင်းမြို့နယ်မဲဆန္ဒနယ်အမှတ်၁လွတ်တော်ကိုယ်စားလှယ်ဦးအောင်မျိုးမင်းမြတ်နဲ့ရန်ကုန်မြို့အတွင်းလုပ်ငန်းခွင်တွေမှာဝင်ရောက်အလုပ်လုပ်ကိုင်နေကြတဲ့နိုင်ငံသားဒါရီအတွက် ကိုကဏ္ဍအလိုက်တရှိလို့ကြောင့်အလုတ်လုတ်ကိုင်းနဲ့ပါမစ်ဗီဇာထုတ်ပေးပုံမူဝါဒနဲ့လုပ်ငန်းအလိုက်ဝင်ငွေအပေါ်စီးကျက်တဲ့အခွန်နိုင်ငံတော်ကဘယ်မျှရပါသလဲဆိုတဲ့ကျဲဝင်းပြမေကွန်ကိုပြန်လည်ဖြေကြားရမှာဝင်ကြီးဦးစော်ရေးမောင်ကထည့်သွင်းဖြေကြားခဲ့တာပဲဖြစ်ပါတယ်ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့နိုင်ငံသားသားများအပေါ်လစာဝင်ငွေကောက်ခံရရှိမှုအနေနဲ့အတော့2015ဆက်ချဘန်နာနဲ့အတွင်းမှာရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့မြို့နယ်45မြို့နယ်အတွင်းအောင်စုစုပေါင်း လာဆောင်ငွေနိုင်ငံခြားသားစီကရရှိတာနိုင်ငံခြားသားအရေးအတွက်6596ဦးအကုန်ဆောင်ရပါတယ်ဝင်ငွေကုန်စုစုပေါင်း61.298 67.298ဘီလီယံကောက်ခံရရှိခဲ့ပါ နိုင်ငံသားသားဝင်ငွေရဲ့တနစ်ကိုတစ်ချက်မှ7သိန်း20အထိကိုအခွန်ကင်းလွတ်ခဲ့ပေးထားပြီးသိန်း20တစ်ချက်မှစတင်ကဝင်ငွေအလွာလိုက်သတ်မှတ်ထားတဲ့ရာဂိုင်းနှုန်းအတိုင်းအခွန်ငွေပေးဆောင်သွားရမှာဖြစ်တယ်လို့ဝင်ကြီးဦးစော်အေးမောင်ကပြောပါတယ်။ဝင်ငွေတနစ်ကိုတစ်ချက်ကနေပြီးသိန်း20အထိကိုဝင်ငွေကင်းလွတ်ခွင့်ပေးပါတယ်။သိန်း20တစ်ချက်ကနေပြီးတော့သိန်း50အထိကိုဝင်ငွေအားလုံးရဲ့တနစ်အတွက်900ဂိုင်းနှုန်းဆောင်ရပါတယ်။သိန်း50တစ်ချက်ကနေပြီးတော့သိန်း100အထိကို1000ဂိုင်းနှုန်းဆောင်မှုဆောင်ရပါတယ်။ သိန်းတရာတစ်ချက်ကနေပြီးတော့သိန်း200အထိကို1500ခန်းလုံးဆောင်ရပါတယ်သိန်း200တစ်ချက်ကနေပြီးတော့သိန်း300အထိကို200ခန်းလုံးဆောင်ကိုဆောင်ရပါတယ်သိန်း300နဲ့တစ်ချက်ကနဲ့အထက်ကိုတော့ဝင်ငွေအလုံးရဲ့2500ခန်းလုံးကိုတစ်နှစ်စာဝင်ငွေဆောင်ကိုဆောင်ရပါတယ်မြန်မာနိုင်ငံအတွင်းနိုင်ငံသားတွေကိုဗီဇာ12မျိုးနဲ့ဝင်ရောက်ခွင့်ပေးထားရာတန်တမန်ဗီဇာနိုင်ငံတကာအခွင့်အရေးများဗီဇာကမ္ဘာလှည့်ဗီဇာအလုပ်အကိုင်ဗီဇာသာသနာရေးဗီဇာ ပညာရေးဗီဇာ၊စာနယ်ဇင်းနဲ့မီဒီယာဗီဇာ၊ယင်အမှုထမ်းဗီဇာ၊အလုပ်ယုံဆွေးနွေးပွဲဗီဇာ၊သူတေသနဗီဇာနဲ့ဖြတ်သန်းဗီဇာတို့ဖြစ်ကြပြီးဗီဇာအလိုက်နေထိုင်ခွင့်သတ်မှတ်ရက်တွေနဲ့ဗီဇာကြေးအတီးတီးပေးဆောင်ရတာဖြစ်တယ်လို့သိရပါတယ်။ရန်ကုန်မြို့မှာနိုင်ငံသားတွေဟာစက်မှုကဏ္ဍ၊ဟိုတယ်ခီးတောလာရေးလုပ်ငန်းကဏ္ဍ၊ရန်ကုန်မြို့ရောစီပင်တာယာရေးကော်မတီထောက်ခံချက်နဲ့လုပ်တဲ့စောက်လုပ်ရေးကဏ္ဍ၊စက်သွယ်ရေးကဏ္ဍ၊အားကစားကဏ္ဍ၊စီးပွားကူးသန်းကဏ္ဍတွေမှာရောက်ရှိလုပ်ကင်ကြလျက်ရှိပြီး business visa နဲ့နေထိုင်သူ3928ဦးရှိတယ်လို့သိရပါတယ်။ဒီသတင်းကိုစံထွက်ညူပြူကအ အာကာတိုတို့ကပေးပို့တာဖြစ်ပြီးကျမဤလွင်ကတင်ဆက်တာပါ